ဟာမင်းညနိုအဲ့ဒီတချင်အခုချက်ချင်းပိတ်ထားလိုက်ဘာဖြစ်လို့လဲဖဖို့ရဲ့ဖဖို့ရဲ့တချင်းမဲ့လေပါလေဖဖောက်တတိယပါလို့မလားဟဲ့ပိတ်ဆိုပိတ်ထားလိုက်ဇာမငါမြေဘာဖြစ်လို့လဲဖဖို့ရဲ့ဖဖို့ငယ်လေးကလေးရေးခဲ့တဲ့တချင်းမဲ့လေအခုချိန်ထိနာမည်ကြီးနေလို့ပြန်ဆုံနေကြတာပဲဥစ္စာဖဖို့တချင်းနေဟူပြန်ဖို့ထုတ်စုပေးကြတာဖဖို့ကျေးဇူးတင်တယ်ဒါပေမဲ့ကွာအခုကတော်တော်လွန်နေပြီ ဘိုးဘိုးရေးခဲ့တဲ့သချင်းတွေကိုတူရိယာပြောင်းပြီးဆိုကြတာကိုဘိုးဘိုးနားလည်ပြီးလို့ရတယ်ခွင့်လွှတ်ပြီးလို့ရတယ်အခုက DJ လို့လို့ rap လို့လို့ဒီမူရင်းအရသာကိုပြက်အောင်ရှောက်လို့ပြီးနေကြတာကိုပြောနေတာပို့ဆိုတာမူရင်းသချင်းရဲ့ဘိုးဘိုးခွင့်မတောင်းတဲ့အပြင်ဘိုးဘိုးနာမည်ရောထည့်မသုံးကြတော့လှုပ်ကျင်တယ်လို့လုပ်နေကြတော့ဟုတ်တယ်နော်ဘိုးဘိုးတမိတဲ့အဲ့ဒါကိုတတိထားမိတယ် ခုသူတို့ရိုက်နေတဲ့ MTV မှာဖဖို့နာမည်လည်းမပါဘူးပေါ့အဲ့ဒါပြောတာပေါ့ဒီတချင်းကိုသူတို့ကိုယ်တိုင်ရေးတယ်လို့လို့ဘာလို့လို့ねအတီပေါက်ကြီးလှုပ်ရှားနေကြတာလေမူရင်းပိုင်ရှင်ကဂရုတောင်မဆိုင်ကြတော့မူပိုင်ရှင်ကမူပိုင်ရှင်ပါပဲဗျာဘာကွာဒီမှာမူပိုင်ရှင်အစ်စ်ကမူပိုင်ရှင်မဟုတ်တော့လို့မင်းကိုပြောနာကွာမင်းကလေဖုန်းဝဲတနေကုန်ပုတ်နေတာဆိုတော့မူပိုင်ရှင်နေရဲ့ခံစားကုန်မင်းပင်နားလေပါမလဲအတော့မကြတဲ့ထဲမှာမင်းလဲပါတယ် 母百姓啊，母百姓嘛，为咩？母女百姓呐，母百姓没，母女百姓母百姓没。Hello，阿虎爸嘞，阿虎爸嘞，母表妈说在家耶，出来了吧？咩？母爸呜，今日都做哪样？我今日做母爸。 အဲ့ဒီဇလံကျွန်တော်ရည်ရည်တဲ့ဇလံအဲ့တော့ကျွန်တော်ရိုက်ထားတာညာပြတ်ဖို့ထဲမင်းအားနေအဲ့ဒါကြီးပဲပို့မနေနဲ့ဟင်းဦးကောင်မှာပြဿနာကြီးတက်နေပြီဘာဖြစ်လို့လဲကိုကြီးอ่ะဘာဖြစ်ရမလဲမင်းရည်ထားတဲ့ဝတ္ထုကိုရုပ်ရှင်ရဲ့ပြပလို့တကြီးကြီးပူစာလို့ရုပ်ရှင်ရဲ့ပြရလေဦးအဲ့ဒါပြဿနာတက်တာဘာပြဿနာမို့လဲကိုကြီး အဲ့ကအောင်မြင်လို့ကိုကြီးရဲ့ပတ်စံတွေတောက်တောက်တွေရနေဥစ္စာ哦အေးအဲ့တောက်တောက်လည်းရတဲ့ပတ်စံတွေအကုန်လုံးအူတောက်တောက်လည်းပြန်ကုန်တော့ပါနော်မင်းရေးထားတဲ့ဝတ္ထုရဲ့ငူရင်းပိုင်ရှင် စာရေးဆရာကသူ့အထုကတော့ခိုးဆိုင်ရိုက်တာပါဆိုပြီးအခုပြဿနာရှားနေတာဘယ်လိုလုပ်မလဲအဲ့ဒါဟူးဘသူတဲ့လေဘယ်စာရေးဆရာလဲစာရေးဆရာမှပုံနာတာတဲ့နော်အခုဖုန်းဆက်ပြီးပတ်စံတောင်းနေတာပတ်စံကိုမတန်တဆတောင်းယူနေမဟုတ်ဘူး သတင်းစာတွေဂျာနယ်တွေတည်းပါသူ့ကိုမတောင်းမှန်ရတယ်။အဲ့လိုမှမလုံနိုင်ဘူးဆိုလို့ရှိရင်စာနယ်သတင်းစင်လင်းပွဲလုပ်ပြီးတော့ငါ့ကိုတရားစွဲမယ်တယ်လေ။ကဲဘယ်လိုလုပ်ကြမလဲ။စာရေးဆရာမပုံရတာကြားတော့မကြဘူးမင်းမကြဘူးလို့မနေနဲ့သူ့တို့ခိုးချတယ်ပြောနေကြတော့မင်းကိုတနာလို့ဝိဇက်လုံးရိုက်မိတာကွာဇက်ကားနာမည်အတိုင်းပဲမိုးပြူမှာစိုးဆိုတယ်တယ်ပဲအခုတကယ်ပြူတော့မှာ မပြိုပါဘူးကိုကြီးอ่ะမူပိုင်ရှင်ကမူပိုင်ရှင်มาပဲဗျဘာမူပိုင်ရှင်လဲပြောမင်းမူပိုင်ရှင်နေပါလေလုံမနေနဲ့ဟိုကဝတ္ထုဆောင်ကိုကင်ပြီးပြောနေရနော်မင်းလုံမူပိုင်ရှင်နေပဲအားဆောင်နေမှာမဟုတ်ဘူးမင်းမပေါ်မှာလည်းတက်တယ်မင်းရေထက်တာဘာရှိလဲဘာပြစရာရှိလဲဥပဒနာတက်နေပြီသူ့ငါစာနေစည်းရှင်မှာ တောင်းမရမယ့်ပြေရောကြီးပါပေးအောင်ပဲကွာငါသိခါလေတပြားမှမရှိတော့ဘူးမင်းကွာ 木百姓啊，木百姓嘛未必啊。木业百姓呐，木百姓们，木业百姓木百姓们。对吧，兄们？哎 ouais, ok,、e uh ame,。今天我帮你。好的，你这今天进度拉黑了？在咱门的，地，几多嘛事情？咱们先办嘞。阿门嘞，牛面瑞。 စီရလားပန်းပင်ရေလောင်းနေရမပတ်သေးဘူးအဲ့ဒါဆိုရင်ပြီးတာပဲကိုနမေက DJ ဒုံချက်ကိုနမေက rapper ဒုံချက်သိရမို့လားမသိချင်ပါဘူးကဲလိုင်းကိစ္စကိုပြောအော်တီဗီတီဗီတီဗီလားသိရမလို့တီကိုသိရပါတီတယ်တီတယ်ဖိုးဖိုးရဲ့တခြင်းကိုခွင့်ပြုချက်မတောင်းမဲနဲ့ကျင့်ဝတ်မရှိပဲတုံးတဲ့ဒူရဲ ွားလဲအခုမှခွင့်ပြုချက်လာတောင်းတာမလား No no အဲ့ဒီကိစ္စကိုရှင်းဖို့လာခဲ့တာဒီဘက်ကဖုန်းဆက်ခေါ်လိုက်တာဖုန်းဆက်ခေါ်လဲဘာသူကဖုန်းဆက်ခေါ်လာလဲအဲ့တော့ကျွန်တော်လည်းမသိဘူးမိုးကဘိန်းဆိုလားဘာဆိုလားပဲအဲ့ဒီခေါ်တာမိုးထက်ตายပါဘိန်းနဲ့ตายနဲ့အတူတူပဲလေရူးကြောင်ကြောင်ခေါင်းကြောင်ကြောင်ပဲကဲလာလာလာ ါလဲဆိုလို့ဒီမှာဘုံပြက်နဲ့ဂျုံဂျုံကြဆိုလာရောက်တာဒုံချက်နဲ့ဂျုံချက်ပါဗျာတီယိုရှင်တို့ပြောတော့ဟိုမိုးပေါ်ကြလာတဲ့ဘိန်းလုံးတော့ပြောရတာပဲမြန်နိုးရှင်ဖို့ဖို့တော့ခေါ်လေတော့ဟုတ်ကဲ့လေကဲထိုင်ကြပါဦးဗျအေးဆေးပေါ့အေးဆေးဦးဒီကျမပွဲလက္ခဏာတွေအများကြီးပဲအချိန်မပေးနိုင်ဘူးဟုတ်တယ်ပြိတ္တတွေကမျှော်နေကြတာအချိန်ရောမရှိဘူးအချိန်လားရောက်သွားမှာပေါ့ဒီမှာအချိန်မရဘူးဆိုလို့ရှင်လဲ ခင်ဗျားတို့တရားရုံးမှာအချိန်ပေးရလိမ့်မယ်နော်။ဘာလဲလာပြောနေ။ခင်ဗျားတို့ဖြတ်စည်းထားတဲ့ကြုတ်ဖေးရဲ့တကြံသင်းကိစ္စကိုပြောနေ။ဟာအဲ့ဒါပြောတာလား။ခင်နဲ့ညီဘာရှင်အစ်လေးကြောင်းထားတာ။ဟိုးရှိရှိတော့မတချင်းဟောင်းကြီးကိုပြန်ဖို့ထုတ်ပေးတာ။ကျေးဇူးတော်တင်အောင်ပါနော်။မူရင်းမပြက်ပြန်လေပေါ်ထုတ်တယ်ဆိုတော့မပြောပါဘူး။ခုကခင်ရဲ့ရည်စည်းကြောင်းလေလူငယ်တွေရဲ့တီထွင်ဖန်တီးမှု စမ်းတင့်မှုရောပိတ်ပီတားစီမနေပါနဲ့တော့မပိတ်ပင်ပါဘူးဗျာဒါပေမဲ့လေအခုဒါမူရင်းတခြင်းမူရင်းတခြင်းမူရင်းတခြင်းဆိုပြီးတော့ပြောမနေပါနဲ့ဗျာအန်ကက်တခြင်းက260ကျုံနေပြီအန်ကက်နဲ့မပိုင်တော့ဘူး250ကျုံရင်ပြည်သူပိုင်ဖြစ်သွားပြီဗျာအဲ့တော့ကျွန်တော်တို့စိုးကျင်လို့ဆိုမယ်အန်ကက်ဘာမှလာမပြောနဲ့ဟိုဘာဆိုလို့ရလေဘာရေးခဲ့တဲ့တခြင်းအဲ့တခြင်းရဲ့ ဘိုင်နမ် No 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 အဲ့ဒါဘာရှင်ရဲ့တက်အန်ကန်နဲ့ကိုဘာမှမဆိုင်တော့ဘူးအန်ကန်နမည်လေထဲတုံးစီရအောင်မလူတော့တာဟုတ်မဟုတ်သေးပါဘူးကွယ်မောင်ရင်တို့တုံးနေတာအဘရဲ့တခြင်းတော်ပါတော့ဗျာနှစ်ပေါင်း90ကျော်အန်ကန်တခြင်းမဟုတ်တော့ဘူးဗျာမူပိုင်ခွင့်ဥပဒေမှာနှစ်90ကျော်ရင်ပြည်သူပိုင်ဖြစ်သွားပြီနည်းနည်းလေးလိမ့်လာလိုက်အောင်ဟွန်း မူပိုင်ခွင့်ဥပဒေကိုတည်တည်ချာချာလိလာထားမှာမင်းတို့ကဒီမှာကိုလူတို့စာပေနဲ့အမှုပညာမူပိုင်ခွင့်ဥပဒေပုံမှန်၁၄ပုံမှန်ခွဲကကြီးပုံမှန်ခွဲငယ်၁အရာမူရင်းလက်ရရှင်တက်ရှိချင်ရှာရှိစဉ်ကာလအပြည့်ကွယ်လွန်ပြီး၂90အထိမူပိုင်ခွင့်ခန်းစားခွင့်ရှိတယ်လို့အတိလင်းဆိုထားတယ်ငါဖေကမသိသေးဘူးတက်ရှိချင်ရှာရှိတယ်မင်းတို့ရှေ့မှာရှင်းလက်လက်ကြည့် ီးတော့ဗားတဲ့ဘာရှင်အစ်စ်မှုလို့နာမည်ထည့်ပေးစရာမလိုဟွန်းဒီမှာဥပဒေပုံမှန်20ပုံမှန်ခွဲခန်းငယ်အရာမူရင်းဖန်တီးသူရဲ့ဂုံတိခါနဲ့ထင်ပေါ်ကြော်ကြားမှုကို ထိခိုက်စေရန်တနည်းနည်းဖြင့်လက်ရာကို ချိုယွင်းစေခြင်းပြုပြင်ခြင်း သို့မဟုတ်ပျက်စီးစေခြင်းဒါမှမဟုတ်ရုတ်ရော့သေးတင်စေဖို့တခြားတနည်းနည်းနဲ့ပြုလုပ်မယ်ဆိုလို့ရှိရင်ကန့်ကွက်ပိုင်ခွင့်ရှိတယ် ဥပဒေရတရားစွဲမယ်ဆိုစွဲလို့ရတယ်မြေဝင်းမင်းတို့ဒီမှာကြည့်ဒါစာပေနဲ့အနုပညာမူဝိုင်းဥပဒေပဲအဲ့ဒါဆိုရင်တော့ဖို့ဖို့တက်ရှိထင်ရှားရှိနေပါလေနဲ့ခွင့်မတောင်းမဲယူတုံးတာကမူပိုင်ခွင့်ဥပဒေကိုချိုးဖောက်တာပေါ့နော်ဒါပေါ့ပြီးတော့ဖို့ဖို့ရဲ့တခြင်းကိုမူရင်တခြင်းကိုပြုတ်ပြင်ပြီးတော့ဖြက်စီးပြစ်တာလေ နောက်ထပ်ဥပဒေတစ်ခုကိုချိုးဖောက်တာပဲပေါ့နော်မှန်တာပေါ့ပုံမှန်နှစ်ခုနဲ့ကိုအေးအေးယူလို့ရတယ်ကဲကိုလူတို့အချိန်မြောင်ဆိုလို့ရှင်တော့ပြန်လို့ရရနော်တရားရုံးကြမှာတွေ့ကြတာပေါ့အချိန်ရရပါလေရရနော်အဲတရားတော်မဆွဲပါနဲ့ဗျာဒါကတော့မူရင်းပိုင်ခြင်းရဲ့သဘောပါပဲဖန်တီးသူကကျင်းနေတယ်ဆိုရင်တော့ပြီးပြီပေါ့ကျွန်တော်တို့အဲ့ဆိုအဖောက်ကိုတောင်းပန်ပါမယ် ကျွန်တော်တို့ဘာလုပ်ပေးရမလဲအဖကိုကျွန်တော်ရောကြီးပေးဆိုလဲကျွန်တော်ပေးပါမယ်ဟောတိတ်အများကြီးတော့မတောင်းပါနဲ့ဗျာဘာခုမှကြောက်ပါပြီလေဟွန်းကျွန်တော်တို့ခုနကပါပါရင်ကျွန်တော်တို့တရားတော်မဆွဲပါနဲ့တော့ပါဘီဘကွာမင်းတို့ကတောင်းပန်တော့လေကြည်နဲ့ခွင့်လွှတ်ပေးရတာနောက်ဒါမျိုးတော့ထပ်မဖြစ်ကြသေးဘူးနော်မူလဖန်တီးရှင်အနုပညာရှင် အလေးနဲ့ထားပါတန်ဖိုးထားပါအနုပညာရှင်ရဲ့ကျင့်ဖို့တိတ်ခါကိုမဖောက်ဖျက်မစေဟုတ်ကဲ့ပါအဖအဖကိုကျွန်တော်တို့တတိစာတောင်းပါပါတယ်ပြီးတော့အဖကိုအခုလိုမျိုးနားလဲခွင့်လို့ပေးတာကိုလည်းကျွန်တော်အထူးအထူးကျေးဇူးတင်ပါတယ်ဗျာပစံနဲ့ကျေးဇူးတင်လို့ရမလားဟမ်ရှင်တို့ဗုဒ္ဓဘာသာတွေမဟုတ်ကြဘူးလားဟုတ်ပါတယ်ကျွန်တော်ကဗုဒ္ဓဘာသာတွေပါအော် ဖောက်ကရုံကရုံမူပိုင်ရှင်ကတော့မူပိုင်ရှင်မှာပဲဖြစ်ရဲ့တော်ဘူးမူရင်ပိုင်ရှင်ကမူပိုင်ရှင်ပဲမူရင်ပိုင်ရှင်မူပိုင်ရှင်ပဲမထည့်ရဲ့မင်းဆိုရလေလေအဲ့ဖုန်းနေတက်ဘလက်နေမျက်နှာနဲ့ကိုမခွာအောင်စားရင်တော့ချိန်မှာတော့အဲ့ဒါကြီးဘေးနာခါချတာစမ်းပါ ညနှုံးစော်လေးလေးသူ့ဖို့သွားခေါ်တာပြန်ဖို့ပေါ်မလာတော့ပါဘူးလာပါပြီမမေရလာပါပြီဒီမှာဖူဖူကမတောင်းတောင်းလို့နေလို့အတင်းသွားခေါ်လာရတာလို့လည်းပြင်းဖူထိုင်ဟိုဒီလိုကတားမဲ့ကြောင်လေဟိုချာတိတ်ကြီးထိုင်ခလို့တော့ပီတီကြီးဖြည့်ပြီးတော့စားချင်စိတ်ကူးမရှိတော့တာမိုင်းနာပြင်ရကျွန်တော်ပြောတာပဲမူပိုင်ရှင်ကမူပိုင်ရှင်ပါပဲ ဘူပိုင်ရှင်ကြီးမိုးထက်တာရမင်းထက်ပိုင်နဲ့ဘူပိုင်ရှင်ကြီးရောက်နေပြီသွားရှင်းမင်းကိစ္စမင်းကိုလည်းသွားရှင်းဟိုဆိုင်းဆရာဟုတ်တော့ဆိုတာသူရောက်နေကြတယ်အေးလူကျော်ကြီးကတောင်းတာတဲ့ဘလောက်အသေးအံလူကြီးနေလဲဆိုတာနော်ပတ်စံဒါကြောင့်ပြည့်ရောမဆောင်နိုင်ဘူးဝိဓုဆောင်ကြီးကမြေရောက်လာတာဆိုတော့ဟွသူတို့ဝိဓုနဲ့လေးလေးဆန်လန်းနဲ့တော်တော်တူနေလို့လားဟင်သူတို့မှတော်တော်တူတာဇလန်ရောဇက်အိမ်ရောအကုန်တူတာကွက်တိတူတာ ဆိုလို့လုပ်ကြောင်းလေဒုက္ခပါပဲ။အိုးတောင်းတော့ပြီပြီရောတော့မှာပေါ့။နော်ပြီးတော့ဟိုဘာလဲစာနယ်စင်းရရှင်းရမယ်တဲ့အဲ့တော့ငါမရှင်းဘူးတော့မင်းသွားရှင်းငါတော့ငါတက်ကကြတယ်မသွားမရှင်းဘူး။ဟျောက်တော့လေဒီဟိုသားဒီဒီစင်းဒီဒီသွားရှင်းရရှင်းမှာပေါ့ကိုကြီးကခန့်ဘူပန်ရှင်ကဘူပန်ရှင်ပါပဲကွာ။ဟိုအစားဦးကြီးကြီးရောက်လာတာ။ သူ့ဘာဘာသာအုပ်မှမရှိဘဲနဲ့ဘူပိုင်ရှင်ကတပြားမှမလျှော့ဘူး။ဘာပဲပြောနာတော့တော်စိမ့်မှသာပေါ့။မတော်လဲ။အာတော်မကြည့်နေပြီ။အဖေကိစ္စတော့ကလေးတွေလာခရတော့တာမှပဲ။ဒီကိစ္စကလေအဖေသားပြန်တောင်းပန်ရမှာအကျဉ်းသေးတယ်။ဘာကြည့်မှာပဲ။ စောင့်နေရကြလို့အားနာလိုက်တာဗျာကျွန်တော်စာရေးတဲ့မိုးထက်တရားပါ အတော်ကဟာဘလို့ခေါ်လိုက်တာလဲတို့တကားလောက်မကြည့်သေးပါဘူးအတော်လို့မခေါ်ပါနဲ့ sorry ပါဆီယမရယ် sorry ပါဆီယမကလောင်နယ်မနဲ့လူနဲ့တကယ်လိုက်ဖက်လို့ပါကလောင်နယ်မကလည်းမှုံနေတာလူကလည်းမှုံပြီးတော့လှနေတာဆိုတော့ကမင်းဘာပေါက်ကြရလျှောက်ပြောနေတာစာရေးဆီယမှုံနေတာဆိုတာငါးกว่า ဟာဗျာဥရယောက်ျားကြီးဟာဟိုအဲ့ဒါယောက်ျားလေးယောက်ျားဘာဖြစ်လို့ဖုန်းတစားဆိုမိမနာမည်ပဲဗျဘယ်နဲ့ယောက်ျားကြီးကဖုန်းတစားဆိုပြီးတော့ဟဲ့ကောငါဘာတန်ကဘာနာမည်ပဲဘေးဘေးနော်ဒီခစ်မှာယောက်ျားစာရေးဆရာဆိုစာဖတ်တဲ့လူတွေကတိတ်အကြီးမဆိုင်ဘူးအဲ့ဒါကြောင့်မလို့မိမနာမည်ပေးထားတာဒါဆိုကျွန်တော်ကလောင်နေမယ်လေမိုးထက်တရားကနေပြီးတော့မိုးထက်ကလေးလို့ပြောအောင်မလို့ဖြစ်နေတယ် မိမသားမင်းမိုးထက်ကလေးရအကလို့မိုးထက်မသားပဲပြောင်းပြောင်းငါနဲ့မဆိုင်ဘူးငါနဲ့ဆိုင်တာကဟောဒီစာအုပ်ကိစ္စမင်းကငါဝတ္ထုကိုခိုးချပြီးရုပ်ရှင်ရိုက်ဖို့ဇလန်းရေးပေးလိုက်တယ်အဲ့ဒီအတွေ့မင်းကကိုရောကြီးပေးရမယ်အဲ့တကယ်လို့ရောကြီးမပေးဘူးဆိုရင်စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပြီးမင်းကတရားဆွဲမှာ ယောကြီးကဘလောက်ပြီးရမှာလဲဟာဒီဝုထုတံပိုးက350နစ်နာကြီးက350ပေါင်300ပြီးရမယ်ဒါတော့ short ပြီးထားတာเนาะအဲ့ဒါခိုးတဲ့လူကပြီးရမှာပေါ့เนาะပြီးရမှာပေါ့အမလေးခိုးတဲ့လူကပြီးရမှာဒါဆိုရင်300ကျွန်တော်ကိုပေးပါအမတခိုးကလူပြန်ဟင့်နေသေးတယ်ဟေ့က မင်းကငါ့ဝတ္ထုကိုခိုးရေးထားတာမင်းကငါ့ကိုပြေးရမှာမင်းဦးကြောင်ကြောင်မလုံနဲ့တော့မုံနေသာဆိုတဲ့ကောင်ဘာကောင်လဲဆိုတာမင်းသိသွားလိမ့်မယ်သိပါတယ်ဗျာသိပါတယ်မုံနေသာဆိုတာမိုးထက်တရားရဲ့ဇလုံးခိုးတဲ့သူပေါ့ဗျာအဲ့ကောင်မင်းမင်းလွန်လာပြီနော်နင့်ကိုအသက်ရဖြတ်မှုနဲ့တရားဆွဲမယ်ဒါကလည်းကျွန်တော်ကဆွဲရမယ့်ကိစ္စပါဒီမှာခင်ဗျားတို့စာအုပ်ကိုဘယ်တော့မှထုတ်ထားတာလဲကြံခဲ့တဲ့၃လလောက်က မင်းတို့ဇက်ကယုံမတင်ခင်လေးကငါဒီစောက်ကိုထုတ်တာကျွန်တော်ကလွန်ခဲ့တဲ့နှစ်ထက်ကစာပေနဲ့အမှုပညာမူပိုင်ခွင့်ယုံမှာမှတ်ပုံတင်ထားတာဒီမှာတရားဝင်မှတ်ပုံတင်ထားတဲ့စာဖတ်ကြည့်ကဲပြောပါဦးဘသူကပို့စောလို့ဘသူကပုံပြီးတရားဝင်တယ်လဲဘသူကဘသူစီကခိုးချတာလဲပြောဟိုသူ့ဝိထုကသူကဒီဝိထုမထက်ခင်ကလေးကတနေ့လောက်ကလေးကဝိထုထက်ဖို့စီစဉ်ထားပြီးသား ဟုတ်တယ်ငါဒီဝတ္ထုကိုရေးဖို့အတွက်ကြံခဲ့တဲ့2နှစ်လောက်တည်းကစိတ်ကူးထားပြီးသားငါမင်းနဲ့အများကြီးစောတယ်ဝမ်းနေပါတယ်ဗျာစာပေနဲ့အမှုပညာမူပိုင်ခွင့်ဥပဒေပုံမှ16ပုံမှခွဲကကြီးမှာစိတ်ကူးစိတ်တဟာမူပိုင်ခွင့်ဥပဒေနဲ့အကျုံးမဝင်ဘူးလို့တည်ဝင်ပြဋ္ဌာန်းထားပါတယ်အဲ့တော့ကကျွန်တော်စာမူကခမားထက်စောပြီးတရားဝင်နေပြီဆိုတာရှင်းနေပါပြီ ဆိုတော့ကကျွန်တော်ကသာခမားတို့ကိုမူပိုင်ခွင့်ဥပဒေနဲ့တရားစွဲမယ်ဆိုဘသူနိုင်မယ်ထင်လဲဒါတော့တရားမစွဲစေချင်လို့ရှိရင်ယောကြီးပြေးရမှာပေါ့ဗါရဲဆိုးဆိုးကပြောတာခိုးတဲ့သူကတိတ်တရားယောကြီးပြေးရမယ်ဆိုအာနောက်ပြီးတော့အသေးဖြတ်မှုခမားကကျွန်တော်ခိုးတယ်ဆိုပြီးဆွဆွဲခဲ့တာနော် ခင်ဗျားကကျွန်တော်အသေးဖြတ်ခဲ့တာအဲ့တော့အသေးဖြတ်မှုတော့က350။ဘောင်း350ရောကြီးပေးရမယ်ဟုတ်ပြီလား။ဟုတ်အဲ့လိုတော့မလုပ်ပါနဲ့မောင်လေးရဲ့ဟိုအမားတို့ကလေအထင်လွဲပြီးဆွဆွဲမိတာပါ။ကဲပါငါသားရဲ့ကို့စားဟိစရာအချင်းချင်းနေပဲတရားစွဲတိုင်းပါတော့လုံမနေပါနဲ့တော့သူတို့လည်းတောင်းပန်နေပါခွက်လို့မရလဲပါနော်။ဟုတ်ပါရှင်။ဟိုကျမတို့ကလည်းလေအထင်မှားပြီးဆွဆွဲမိတာပါ။အဲ့တော့တောင်းပန်ပါရှင်။ ဟုတ်ပါတယ်ဟိုကျွန်တော်တို့အထင်လွဲပြီးတော့ဆွဆွဲမိတာပါဟိုတရားဆွဲတာတွေဘာတွေတော့မလုပ်ပါနဲ့ဗျာနော်တောင်းပန်ပါတယ်နော်음တောင်းပန်နေဆိုလို့လဲကြည်ဟီးပြရတာပေါ့နောက်ဆုံးတော့တတိထားကြပါဗျာစာပေနဲ့အမှုပညာမူဝိုင်ခွင့်ဦးလေးဆိုတာကျွန်တော်တို့ရဲ့အခွင့်အရေးဗျာဒါကိုကျွန်တော်တို့တည်ချာလိလာထားဖို့လိုတယ်ဟုတ်ကဲ့ပါရှင်နောက်မဖြစ်စေရပါဘူးကျွန်တော်တို့ခွင့်ပြုပါဦးနော် ။အဲ့ဒီရဆမ်းပဲကွာ။ဒီစမမင်းဒီအကြောင်းတွေဒီဥပဒေဒီခွန်ရေးတွေကိုဘယ်လိုလေ့လာတာ။အကိုကြီးတို့အဖေတို့ကကျွန်တော်ဖုန်းပုတ်တာပဲပြစ်ပြောတာ ው ဗျာ။ကျွန်တော်ကကျွန်တော်ကဖုန်းပုတ်ပြီးတော့ TikTok တို့နော် YouTube တို့ Facebook တို့ပါအချိန်ကုန်နေအောင်မဟုတ်ဘူးကိုကြီး။ကျွန်တော်လိုအပ်တဲ့ဇက်တွေကိုအချက်အလက်တွေရှာတယ်ဥပဒေအကြောင်းတွေကိုလေ့လာတယ်။ဒီစာပေနဲ့အမှုပညာမူဝိုင်ခွင့်ဥပဒေဆိုတာလေအင်တာနက်ပေါ်မှာတင်ထားပြီးသား ဒီလိုအင်တာနက်ပေါ်မှာတင်ထားတော့ကျွန်တော်ကဖုန်းရှိအောင်နဲ့လေ့လာလို့ရတဲ့အခါကျတော့ဖုန်းဆိုတာတုံးတက်ရင်စေးမတုံးတက်ရင်ဘေးကိုရဲ့မာတားငရလေသူဖုန်းပုတ်ပြီးတော့ဘဟုတ္တရရှာထားခဲ့လို့အဖေရောသားကြီးရောအဆက်ကွဲတိတ်ခါကြမှာဘေးကနေလွတ်ခဲ့ရတာအဲ့တော့တားငရဖုန်းပုတ်တဲ့ဥစ္စာကိုတိတ်အပြစ်မပြောကြနဲ့တော့ပေါ့ကွာကျမတော့ဘာမှမသိဘူးဒါပေမဲ့မိုးတက်ပြောတဲ့စကားလေးတော့သဘောကျတယ်ပါတယ် 木关西羊肉，木关西马尾家。<laughs> ွင့်ဥပဒေအသုံးပြုပါလူမှုစည်းဝါတိုးတက်မှာခွန်အញ្ញံအစွမ်းအားတွေကိုမူဝိုင်းခွင့်နဲ့ကာကွယ်ကြတော့မူရင်းထံမှတောင်းခံကခွင့်ပြုချက်တော့ရယူထားကြစံတေတီထွန်းဖန်တီးမှုများစိတ်လွတ်လပ်ပေါ်ပါပို့တော့ွာတတ်တမတ်မတ်မတ်ပုံတင်မူဝိုင်းခွင့်ကတရားဝင်စာပေဂီတအမှုပညာမြမကုံမြင့်တင်ဆောင်ရွက်ပါ စာပေနဲ့အမှုပညာမှာမူဝိုင်းဥပဒေရှိနေတာညာနာစွမ်းအားမြင့်မို့ 啦！木板棍呢？个会他？木板棍说的嘛，木板棍说的嘛。哥把阿对娘片地吹木棉，高个背的乌木棉，傻逼那奴兵伢木板棍，地主木板棍，生木的在木板棍，哥嘛的是木板棍。那个格娃妈说的嘛，罗木板地娃共造作，弟弟家家嘛卡塔木叶百姓呐，木板鞋没，木叶百姓木板鞋没。